ဗျဘာဘာပြောတယ်မင်းကွာပုတ်ပုတ်ရှာရှာတလုံးရေကရေအပြည့်ယူဆိုင်ဘလို့ခံရမလဲမင်းညာအပြည့်တော့မရေအပြည့်ရေအပြည့်ဟုတ်တယ်တကြီးကကြုံမနက်ကရေသွားခံရေကန်းထဲမှာရေတစ်သက်မှမရှိတော့ဘူးဟာဒီရေကောင်ဖောက်ချိုင်တော့ချီတော်ယူအောင်ပါရော့သွားတယ်ဆိုကန်ထဲမှာရေအနေချင်းတော့ကျန်အားမှာခုတစ်သက်မှမကျန်တော့ဘူးဆိုတော့ဒူးတောင်မဖြစ်နိုင်ဘူးဟုတ်တယ်တကြီးဒီကိစ္စကိုကျွန်တော်ဆရာမကြီးကိုတောင်းပြောပါ

ာမှမပြောနဲ့မင်းတို့လာတဲ့ကိစ္စကိုငါကြိုပြီးသိပြီလားခုဖြစ်တဲ့အချိန်တွေကပုံကိုယ်တွေကမင်းတို့မကျင်တတ်တော့တန်ခတ်တဲ့အနေနဲ့ရေကန်ထဲကရေလိုခန့်ချအောင်လုပ်လိုက်တာဟုတ်ပါရဲ့ဟိုတို့တို့ရွာသားတွေဘာပြစ်ဒဏ်လုပ်ပြီးလို့အခုလိုတန်ခတ်ခံရတာဗျာဟိုဆရာကြီးကူညီနိုင်ကူညီပါဦးဟိုဒီရေကန်ကြီးကတို့တို့တွေ့ရလုံးအားထနေရတယ်ရေကန်ကြီးမို့လို့ပါဆရာကြီးမင်းတို့အခုကိစ္စကိုအောင်တည်ရသွားအခုညီကြောင်းကြလေဟမ် ်အခုကိစ္စအောင်တင်းကြောင့်ဖြစ်ရလားအောင်တင်းဆိုတဲ့ကောင်ကိုမင်းတို့ကအာကိုတကြီးလှုပ်လုံးလို့ပုပ်ကိုတွေကမကျင်နဲ့လို့အဲ့ဒီရေကန်တွေကရေတွေကိုခန့်လို့ပြစ်လိုက်တာကွာဒီလိုလည်းမဟုတ်ပါဘူးဆရာကြီးဟိုကျုပ်တို့တိတ်ွားလုံးစိုက်ပြိုးရေမကောင်းလို့မပူဆောင်မပတာနိုင်တော့ပါဆရာကြီးကပဲလေဟိုအမျက်ပြုံတောင်းမှပြီပါကျုပ်တို့အားလုံးရှိသမျှနဲ့ပတာပါမယ်ပူဆောင်ပါမယ်ဆရာကြီးဒီကိစ္စကိုလွယ်လွယ်နဲ့တော့လုပ်လို့မရဘာဖြစ်လို့လဲဆိုတော့ အောင်တင်းဆိုတဲ့ကောင်က လောကဓာတ်ပညာတွေနဲ့မင်းတို့ကိုအလှတန်းမေ့အောင်လှုပ်ထားတာအဲ့တော့အောင်တင်းဆိုတဲ့ကောင်ဒီရောအများဆုံးထွက်သွားမှပုံကိုရအမျက်ပြေးမှာတကယ်လားမဟုတ်ဘူးဒီရေကြီးတစ်ခုလုံးရေကြီးပြန်ဖြည့်နိုင်ပါမလား ဟုတ်ကဲ့ကျုပ်ဖြစ်နိုင်ပါတယ်။ဤကွာကွယ်ဖြစ်နိုင်ကောင်းတာပေါ့။နှုတ်မဆိုရင်တော့ဒီဒီကောင်ကနေထွက်သွားလိမ့်မယ်။အဖအဖပဲစဉ်းစားကြည့်။ဒီကဲတူလုံးရေဖြစ်ဖို့ဆိုတာမလွယ်တဲ့ကိစ္စတခု။ကောင်းတယ်။ခမရဒီရွာထွက်ရမှာတေးကြနေပါဘူး။အာတာပြော။မောင်ရင်